မြင်ကလေးလုတ်ပြီးနောက်လုံုံစိဖို့တည်ထားရမယ်ဆောင်ရွက်ဆောင်ရွက်များပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါရှင့် TK Channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမစခင်မှာမြင်ကလေးဘေးကြောင့်မမြုံလင်းဘက်ဘဝတပားတော့ကုပြောင်းသွားကြတော့ကွယ်လွန်သူများအကျွတ်ကျမတို့ရဲ့လေးနဲ့တော့ဝမ်းနဲ့ခြင်းနဲ့အတူစွတ်တောင်းမြတ်တာပို့ထပ်အပ်ပါတယ်ဆုံးမသွားသူများ၏ဝိညာဉ်များငြိမ်းချမ်းရာသို့ရောက်ရှိကြပါစေ ကျန်းရင်သူမိသားစုဝင်များနဲ့မိတ်ဆွေများထိခိုက်ခံစားနေရသူများလည်းအခုလိုခက်ခဲတဲ့အချိန်ကာလကိုဆက်ရှိသီးခံကကြုံလွားနိုင်ကြပါစေကြောင်းစုမုံကောင်တောင်းပေးလိုက်ရပါတယ်။ငလင်ဆိုတဲ့သဘာဝပေးကလှုပ်ခွင့်မှုတွေရပ်တက်သွားခဲ့ရင်တောင်းနောက်ဆက်တွဲစိန်ခေါ်မှုတွေထပ်ရှိနေရရဖြစ်ပါတယ်။ဒီပီိုလေးထဲမှာတော့ငလင်လို့အပြီးပါတည်ထားတဲ့ဆောင်းရံဆောင်းရံလေးတွေကိုမျှဝေပေးတော့ပါမယ်။ အရင်ဆုံးဆောင်ရန်ကိစ္စများနဲ့စလိုက်ချင်ပါတယ်။ငလင်ငိန်သသွားပြီဆိုတာနဲ့မိမိကကိုတန်ရန်ရမရအရင်စစ်ဆေးရမှာပါ။ပြည်ရင်တော့အန်တီယကင်းတဲ့အနေအားကိုချက်ချင်းရွှေ့ပြောင်းရပါမယ်။ဒီနေရာမှာလည်းအန်တီယထက်ရှိနိုင်တဲ့အခြေအနေမျိုးတွေမှာသွားမနေမိဖို့တတိထားနေရမှာပါ။နေရာရှာလို့မလွယ်ဘူးဆိုရင်တော့ပြိုကျစရာမရှိတဲ့လွန်ဒီခေါင်နေရာကအဆင်ပြေမှာဖြစ်ပါတယ်။နည်းနည်းလုံခြုံတဲ့နေရာရောက်သွားရင်တော့သတင်းမှထုတ်ပြန်တဲ့ဌာနဆိုရှယ်မီဒီယာအကောင့်တွေကိုရွေးချက်ထားပါ။အရေးပေါ်ဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေကိုမှတ်ထားပါ။ ကိုကအင်တာနက်တွန်းခွင့်ရရတဲ့ဆိုရင်ကိုနဲ့ပတ်ဝန်းကျင်မှာရှိတဲ့အခြေအနေကိုတခြားသူတွေတည်အောင်တင်ထားပေးပါတစ်ချိန်တည်းမှာပဲနောက်ဆက်တွဲငလင်သတင်းတွေပေးပို့နိုင်တဲ့ update ထည့်ထားပြီးအခြေအနေကိုစောင့်ကြည့်ပေးရမှာပါကိုရဲ့အင်ကငလင်ကြောင့်မပြည့်စည်ခဲ့လို့အသေးကိုဝင်မဲ့ဆိုရင်လဲအဆောက်အဦရဲ့အခြေအနေကိုအရင်စစ်ဆေးသင့်ပါတယ်နိုင်ငံတွေအုံမြင့်တွေမှာအကွက်ကြောင်းတွေရှိမရှိစစ်ဆေးပြီးမှဝင်ရမှာပါအပြည့်စင်းများတဲ့အဆောက်အဦတွေကိုဝင်ဖို့ဆုံးဖြတ်တာကအရင်ကိုအန္တရာယ်များလို့မှာတယ် ိမ်ထဲကိုဝင်နိုင်တဲ့သူတွေကတော့အရေးပေါ်အထောက်ပံ့ပစ္စည်းတွေရနိုင်တဲ့လောက်စုဆောင်းရမှာပါအဓိကကတော့အရေးသန့်စားနပ်ရိက္ခာကြောင့်အခြေခံဈေးပွားနဲ့လျှက်စီမီမြားတဲ့အခြေအနေတွေမှာတုံးနိုင်အောင်ပါဝါဘန်းတို့မီးလုံးတို့ပါတင်ပါတယ်ဒီအချိန်မှာလင်းစီမီပြက်နေတဲ့ဆိုပေမဲ့ main clock ကိုခြာထားတင်ပါတယ်။မောင်းရင်မီးပြန်လာတာနဲ့လျှက်စစ်လျှော့ဖြစ်ပြီးမီးထက်လောင်နိုင်လို့ပါပဲ။ဒီအချိန်လေးအတွင်းမှာရှိထားတဲ့ရေနဲ့ရိတ်ခါတွေကိုလည်းခြွေတာသုံးဆွဲရပါပါ။နေရတီတာနဲ့လာပြီးကယ်ဆယ်ရင်းနဲ့အကူအညီတွေကရောက်လာတာနောက်ကျနေနိုင်လို့ပါပဲ။ ။နောက်ပြီးကိုယ့်ရဲ့အခြေအနေတွေကိုတခြားသူတွေတည်ထားအောင်ဆောင်ရွက်ထားရမှာပါ။ကိုယ့်အခြေအနေကတည်ငြိမ်ပြီဆိုရင်တော့အကူအညီလိုအပ်တဲ့တခြားသူတွေကိုသွားကူညီပေးတာပိုအကျိုးရှိစေမှာဖြစ်ပါတယ်။မတိလိုက်ပဲမှားပြီးတစ်ခွက်ရောက်တော့မျိုးမဖြစ်ရအောင်ငလင်ဘေးအပြေးရှောင်းရဲ့အချက်တွေကိုလည်းမျှဝေပေးချင်ပါတယ်။နံပါတ်၁ကတော့ကိုကလုံခြုံတဲ့နေရာကိုရောက်ပြီဆိုရင်မလုံအဖက်လမ်းပေါ်မထွက်ဖို့ပါပဲ။လမ်းပေါ်မှာလူတွေစုပြုံနေတာကကယ်ဆယ်ရေးအတွက်လည်းနှောင့်နှေးနိုင်ပါတယ်။နောက်တစ်ချက်ကတော့ငလင်တန်ကန်အဆောက်အဦတွေနားကိုမသွားဖို့ပါပဲ ကြည့်လိုက်ရင်အကောင်းတိုင်းထင်ရတဲ့အဆောက်အဦဆိုရင်တောင်မှနောက်ဆက်တွဲငလင်လေးတစ်ခုချောင်းပြိုကျနိုင်ပါတယ်။နောက်ပြီးမသေးချာတဲ့တည်င်းတွေကောလာလာတွေကိုတစင်စကားနဲ့ကြားပြီးပြန်ပြန့်ဝေတာတွေမလုံးမိဖို့သတိထားရမှာပါ။ဘေးရနေရကြောင်းအထူးမကန်ဖြစ်နေတဲ့သူတွေရဲ့စိတ်မှာဘာမှမဟုတ်တဲ့ကိစ္စကတစင်ဝေယုံသုံးကအခြေအနေတွေကိုဖြစ်စေနိုင်လို့ပါပဲ။နောက်ပြီးတယောက်တည်းနဲ့အန်တရာများတဲ့နေရာတွေကိုမတော်မိဖို့သတိထားရမှာပါ။တခုခုဆိုရင်ဘယ်သူမှမသိလိုက်ရပဲဒုက္ခရောက်နိုင်လို့ဖြစ်ပါတယ်။ငလင်အပြည့်ပြန်လဲထူထောင်ရေးကိစ္စကလည်းအရေးကြီးပါတယ်။ အထူးသဖြင့်စိတ်ခွန်အားရှိနေမှအခက်အခဲတွေကိုပုံပြီးကျော်လွန်နိုင်မှာပါအဲဒါကြောင့်အကူအညီယူဖို့လိုအပ်ရင်စိတ်ဖြောင်းဖြောင်းနဲ့အကူအညီတောင်းရမှာဖြစ်ပါတယ်စိတ်ပိုင်းဆိုင်ရာအကူအညီယူဖို့ကိုလည်းဝေမလေးသင့်ပါဘူးမမျော်လင့်မဲရောက်လာတတ်တဲ့ငလင်ကိုတားနိုင်တဲ့နှီးတွေကလည်းမရှိသေးပါဘူး။ငလင်တန်ခဏခဏခန်းနေရတဲ့ဂျပန်ကတော့ဒီကိစ္စကနေသင်ကန်းစာယူပြီးအထိကိမှုနည်းပါအောင်စီမံထားတာမျိုးတွေရှိပါတယ်။ငလင်နဲ့မရင်းသီးသေးတဲ့ကျမတို့တွေလည်းဒီအချိန်လေးရောက်နိုင်ဖို့ကြိုးစားနိုင်ရင်ပိုကောင်းမှာပါ လက်ရှိမှာတော့ DBO လေးနဲ့ဝင်မြပေးတဲ့ဆောင်းရံဆောင်းရံအဆက်လေးတွေကိုလိုက်နာပြီးမိမိကိုယ်ကိုယ်နဲ့တခြားသူတွေကိုကာကွယ်နိုင်ဖို့မျှော်လင့်ရင်းဤကုန်းချုပ်လိုက်ရပါတယ်ရှင်။အလုံးစိတ်တက်မကြပဲအတူတူကရုန်းကန်ကြော်လွားနိုင်ကြပါစေရှင်။